မင်္ဂလာပါရှင်။အောက်တိုဘာလ31ရက်တောက်ကြနေရဲ့တိမဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ကုံတွေရေးစစ်ပွဲရဲ့ဘုထရက်နဲ့ရှီကျင်းဖြင့်တွေ့ဆုံဆွေးနွေးတဲ့သတင်း။တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖြင့်တို့ဟာအောက်တိုဘာ30ရက်နေ့ကနှစ်နိုင်ငံကြားမှာဖြစ်ပွားနေတဲ့ကုံတွေရေးစစ်ပွဲရဲ့ဘုထရက်နဲ့ရှီကျင်းဖြင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြလာပါတယ်။ တယိုဟာကွန်ပျူတာ chess ပြတွေကိုချုပ်ကင်မှုဂျိုးပန်းနာနဲ့အမေရိကန်ဟာမြေရှားသတ္ထုဝယ်ယူပိုင်ဆိုင်နေမှုအထောက်နေတာမျိုးတွေရှိနေတယ်လို့လည်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မလေးရှားကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့အားတွင်းကုံခွန်၊တုံညရာခိုင်နှုန်းသတ်မှတ်ရန်ထရန့်အတီးပြုတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်မလေးရှားကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့မှရွေးချယ်ထားတဲ့ကုန်စည်များအတွက်သွင်းကုန်ခွန်၃ညရာခိုင်နှုန်းသတ်မှတ်ခြင်းစီမံချက်ကိုကွာလာလမ်ပူတွင်ကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာတရားဝင်အတည်ပြုခဲ့လို့သိရှိရပါတယ်။အဆိုပါအရှေ့တောင်အာရှ၃နိုင်ငံဟာရခင်ကသွင်းကုန်ခွန်များကို19ရာခိုင်နှုန်းမှဆလုပ်ပြီးဆောင်ခဲ့ကြရတော့လေအခုစီစဉ်အသေးရဆိုရင်မူကုန်ပစ္စည်းအမျိုးအစားများစွာသည်အမေရိကန်ဈေးကွက်သို့အခွန်လုံဝင်ရောက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။ ၎င်းတင်းကုတ်ခွန်ကင်းလွခွင်သည်လေကြောင်းနှင့်လေကြောင်းဆိုင်ရာဆက်ပစ္စည်းများ၊စေဝါများနှင့်ဆောင်းစီ၊ကုကူနှင့်ရာဘာတို့ကဲ့သို့အထူးကကုန်ပစ္စည်းများအကျုံးဝင်နေလို့မလေးရှားကုန်သွယ်ရေးဝန်ကြီးထန်ကရူဆာဖရူအစီကဆိုပါရယ်အခုသဘောတူညီချက်ဟာမလေးရှားရဲ့ပို့ကုန်ရှင်ပြိုင်နိုင်စွမ်းကိုတိတိတသားမြင့်တင်ပေးနိုင်ပြီးဝါရှင်တန်နဲ့ကုန်သွယ်ရေးဆက်ဆံရေးကိုပုံမှန်နဲ့ဆိုင်စေမယ်လို့သူကမျှော်လင့်ထားပါရယ်အမေရိကန်ရဲ့ကုန်သွယ်ရေးလက်ရုပ်မှုများဟာအရှိတအအားရှာနဲ့စီးပွားရေးပိုအောင်ဆောင်မှုကိုအကောင်းဆုံးအမိအဓိကခြေနံတစ်ခုဖြစ်ပြီး ေတာတဝိုင်းတွင်ကုန်သွယ်ရေးခွဲပြားမှုကိုပုံမှုအားပေးလိမ့်မယ်လို့အားလုံးကမျှော်လင့်ထားရလို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့အာဖဂန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုများအောင်မြင်ခြင်းမရှိဘူးလို့ပါကစ္စတန်ပြောကြားတဲ့တဲ့။အာဖဂန်နစ္စတန်နိုင်ငံနဲ့ရေရှည်တီးတဲ့နဲ့ပြစ်ခတ်ရစေးရေးအတွက်ငြိမ်းချမ်းရေးဆွေးနွေးညီနိုင်မှုများသည့်အောင်မြင်ခြင်းမရှိဘူးလို့ပါကစ္စတန်ကအောက်တိုဘာ29ရက်တွင်ပြောကြားခဲ့ပြီးနောက်၎င်းတို့ရဲ့ပြည်သူများကိုကာကွယ်ရန်အစီအစဉ်များလှုပ်ဆောင်သွားမယ်လို့တတိပေးခဲ့ပါတယ်။ တောင်အာရှအိမ်ကြီးချင်းများဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နဲ့ဇက်တီတာတွင်နှစ်ပေါင်းများစွာအတွင်းအဆိုးဝါးဆုံးတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန်တူရကီနိုင်ငံအစ္စတန်ဘူမြို့တွင်ဆွေးနွေးညီနိုင်ငံချင်းဖြစ်ပါသည်။အောက်တိုဘာ9ရက်ကအာဖဂန်နစ္စတန်နိုင်ငံကပူးမြို့တော်တွင်ပောက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက်အဆိုပါပောက်ကွဲမှုများနဲ့ပတ်သက်ပြီး အာဖဂန်တာလီဘန်အာဏာပိုင်များကပါကစ္စတန်ကိုအပြစ်တင်ခဲ့ကာနိုင်ငံသားတိုက်ခတ်မှုများဖြစ်ပွားခဲ့တာကြောင့်လူ90ကျော်သေဆုံးပြီးလူပေါင်းရာချီတရားရခဲ့ပါတယ်။စိတ်မကောင်းစရာကတော့အာဖဂန်ဘက်ကအာမဂန်ချက်တွေမပေးခဲ့ပါဘူး။အထူးကပြဿနာကနေတွေးဖဲပြီးအပြန်အလှန်အပြစ်တင်မှုနဲ့လက်ကွက်တွေကိုသာရွေးချယ်ခံခဲ့ပါတယ်လို့ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးအက်ထရလာတာယာကကာတာနဲ့တူရကီတို့ရဲ့ဂျာဝင်စစ်ဆေးမှုဖြင့် လေးရက်ကြာဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် H လူမှုမီဒီယာမှပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ဂျမေကာကိုတိုက်ခိုက်ခဲ့တဲ့မယ်လစ်ဆာဟာရီကိန်းသည်နှစ်90အတွင်းကုန်းတွင်ဝင်ရောက်ခဲ့တဲ့အားပြင်းဆုံးဟာရီကိန်းမုန်တိုင်းဖြစ်ခဲ့တဲ့တွင်မယ်လစ်ဆာသည်အောက်တိုဘာ28ရက်ကဂျမေကာကိုဝင်ရောက်တဲ့အခါ290အတွင်းကုန်းတွင်ကိုဝင်ရောက်တဲ့အားပြင်းဆုံးဟာရီကိန်းမုန်တိုင်းဖြစ်ခဲ့တယ်လို့အမေရိကန်အမျိုးသားသမုဒ္ဒရာနေလေဒုဆိုင်ရာဌာန NOAA ထံမှရရှိတဲ့အချက်လက်များကိုလေ့လာဆန်းစစ်၍ AFP သတင်းဌာနကဖော်ပြခဲ့ကြောင်းသိရပါတယ်။1935ခုနှစ်အလုတ္တမနေ့တွင်ဖလော်ရီဒါပြည်နယ်ရဲ့ကီကိုဝင်ရောက်ခဲ့တဲ့ဟာရီကိန်းသည် လေတိုက်နှုန်းတနအီကို185မိုင်နှုန်းရှိခဲ့ပါတယ်။ဒါကြောင့်အခုဂျမေကာသို့ဝင်ရောက်ခဲ့တဲ့ဟာရီကိန်းဟာလွန်ခဲ့တဲ့နှစ်90ကဟာရီကိန်းပြင်းရနဲ့ဆန့်ကျင်တူသွားခဲ့ပါတယ်။ မယ်လီဆာဟာရီကိန်းဟာအောက်တိုဘာ28ရက်နေ့ကမိုင်းတွင်ဂျမေကာနိုင်ငံကို ပြင်းအားဆင့်ငါရှိသောဟာရီကိန်းဖြစ်ဝင်ရောက်ခဲ့ရာတသက်မတဲတိုက်နေတဲ့လေတိုက်နှုန်းမှာတနာယီ295ကီလိုမီတာရှိခဲ့လို့မိုးလေဝသဆိုင်ရာမှတ်တမ်းများကိုစတင်မှတ်တမ်းယူခဲ့ပြီးနောက်ပိုင်းဂျမေကာကျွန်းသို့ဝင်ရောက်ခဲ့တဲ့အဆိုးဆုံးဟာရီကိန်းမုန်တိုင်းဖြစ်ခဲ့ပါတယ်။ ဂျမေကာနိုင်ငံတော်မုံတိုင်းဖြတ်တန်းရလမ်းကြောင်းတစ်လျှောက်အပြည့်စည်းများကိုဖြစ်ပေါ်စေခဲ့ပြီးနောက်ပြင်းအဆင်လျှော့ချလိုက်တဲ့မယ်လစ်ဆာဟာရီကိန်းမုံတိုင်းသည်အော်တိုဝါ29ရက်စစောပိုင်းတွင်ကျူဘားနိုင်ငံမှာကုန်းနှိမ့်ပိုင်းကိုဝင်ရောက်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ထိုင်းနိုင်ငံတွင်အော်တိုဘာလအတွင်းမြန်မာနိုင်ငံသား900ခန့်ဖမ်းဆီးခံရတဲ့တင်ထိုင်းနိုင်ငံကချင်တပူရီတွင်တရားမဝင်မြန်မာနိုင်ငံသား12ဦးဖမ်းဆီးခံရပြီးအော်တိုဘာလအတွင်းမြန်မာနိုင်ငံသား900ဦးခန့်ဖမ်းဆီးခံရပြီးဖြစ်တယ်လို့ မာဂရက်တိုင်းသတင်းစာမျက်နှာတွင်ဖော်ပြထားကြောင်းသိရပါဗျ။အောက်တိုဘာ29ရက်ကထိုင်းနိုင်ငံကချန်နပူရီမြို့တွင်စာဘက်စာတမ်းမပြနိုင်တဲ့မြန်မာနိုင်ငံသား12ဦးအားကားတစီးအတွင်တွေ့ရှိတဲ့အတွက်ဖမ်းဆီးခဲ့ကြောင်းထိုင်းမီဒီယာများကဖော်ပြခဲ့ပါဗျ။လွန်ခဲ့တဲ့9ရက်ခန့်ကလည်းမြန်မာလူသား9ဦးကိုတရားမဝင်သယ်ယူပို့ဆောင်ခဲ့ပြီးယခုချိန်ထိဒုတိယကြိမ်ဖြစ်ကြောင်းနဲ့အသုံးပြုသောကားမှာတငယ်ချင်းထံမှငှားလာခြင်းဖြစ်တယ်လို့သတင်းတွေကဖော်ပြလာပါဗျ။ မြန်မာနိုင်ငံသားများသည်ဖျားသုံးစုမတဆင်ထိုင်းနိုင်ငံသို့နေဆက်လမ်းကြောင်းမှဝင်ရောက်ခဲ့ပြီးရာချပူရီသို့သွားရောက်ရန်ကားစီလာခြင်းဖြစ်ကြောင်းနှင့်လက်ရှိတွင်မြန်မာ၁၂ဦးအားဥရေအရအေးအေးယူရန်ကတ်ချက်နပူရီရဲစခန်းသို့ပို့ဆောင်ထားကြောင်းသိရှိရပါသည်ထိုင်းဒေသများတွင်အောက်တိုဘာ၁ရက်မှအောက်တိုဘာ၂၉ရက်ထိနေဆက်မှခိုးဝင်ရောက်တဲ့မြန်မာနိုင်ငံသား900ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။